စ်တာရှိတယ်ဆိုရင်ဒီလိုကြံရက်တွေဆိုလို့ရှိရင်နေ့တိုင်းပေါ့နော်မာလိုစီစမ်းချောင်းမှာနေ့တိုင်းအလူလောက်တယ်အင်းနီနာချင်းတွေအလူလောက်တယ်ဒီလိုနေ့စံတရက်နေ့ဆိုလဲအလူလောက်နေကြအရန်တတိရတယ်ဦးမြတာကကြံမှာပို့ပြီးတော့နာမည်ကြီးခဲ့တယ်သူတို့တို့ကြောင့်သူ့တတိရပါတယ်မတို့တခုခုလုပ်မယ်ဆိုရင်ဒါဦးမြတာရဲ့ဇနီးဆိုတဲ့အတွက်ကြောင့်ဟိုဘာပဲပြောပြောဆင်ခြင်ရတယ်ကို့လူတွေကဟိုကြည်နေတာလေဘာပဲပြောပြောဦးမြတာကကောင်းတာတွေလုပ်ခဲ့တဲ့လူတို့အတွက်ကြောင့်သူ့နာမည်မပြအောင်မတို့အမြဲတမ်းမိသားစုတွေကနေပေးရတယ်ဟုတ် ဟိုခက်ခဲနေတဲ့အချိန်ပျောက်ထွက်နေတဲ့အချိန်ဆိုပို့သတိရတယ်တခါတလေဟိုခကြီးတွေပါတွေသွားတယ်ဆိုလို့ရှိရင်အိမ်မှာဟိုကြတော့ွားတယ်ပေါ့နော်ဦးမီးဘယ်သွားအောင်မယ်ပကိုးလေးသွားတာဖြစ်ဖြစ်ပေါ့နော်အဲ့လိုလေးကြတော့ွားတာတွေရှိတယ်ဥမိတာမရှိတော့ဟိုတခါလေးကြာရင်ဟိုတိုင်မရမယ့်လူမရှိဘူးဟိုခကြီးသွားပြီးပြန်လာချိန်တောင်မှကြုံမဲ့လူမရှိဘူးပေါ့နော်အဲ့လိုလေးဖြစ်နေတော့ခါလေးစိတ်မကောင်းဖြစ်ပါတယ်ဟုတ် ဟုတ်ကဲ့ပါနေလို့လူပါအာမေတ္တာရဲ့ကူကလဆယ်လာတိုင်းလူတွေလူတယ်ဒီဒီလမှာတော့နှစ်ဦးအလူလေးပေါ့နှစ်ဆန်းတရက်နေ့မှာဒီရွှေကုံစီပြောမှာပြားဘူးလာတဲ့လူတွေကိုလက်ဖက်သမင်းနဲ့ကြက်ဥကျော်နောက်ပြီးတော့အေးဝေတယ်ည9နာရီထိုးမှာစင်မီတထောင်ပူဇော်မယ်ဒါမေတ္တာရဲ့ကူရဲ့လဆယ်အလူလေးပေါ့နော်နှစ်ဦးအလူပေါ့လူဦးရေ400ပေါ့နော်မားတို့ဝေတာအစီတီကစင်မီတကြားဆောက်နေတာဟုတ်ပါ လူရဲလူတိုင်းမျိုးဆိုကြိုတင်ပြီးတော့ပေါ့နော်တလားတစ်ချိန်လူရဲချိန်မှာပုံအဖွဲ့ဝင်တွေစုတယ်စုပြီးတော့ဒီလမှာဒါလေးလူမဲဆိုပြီးအမြဲတမ်းလူပြစ်တယ်ပေါ့နော်ပုံအဖွဲ့ဝင်တွေကလည်းဟိုအခုဒီလဆိုရင်မားတို့အဖွဲ့အပြင်ပေါ့နော်ပြင်ပအလှရှင်တဲ့ဥပါတယ်သူက33လုံးစတိုးကဥကြံအောင်သူ့ရဲ့မွေးနေ့အလှလေးပါပါတယ်ပေါ့နော်အဲ့ဒီတော့မားတို့ကပို့ပြီးတော့လူနိုင်ပါတယ်မားတို့ရဲ့လစဉ်ပုံမှန်ကတော့မားတို့ဟိုမြေတားရေးကလူအဖွဲ့ဝင်တွေပဲလူတာပါဒါပေမဲ့တစ်ခါတည်းကမွေးနေ့အလှလေးတွေပါဝင်တဲ့တစ်ခါမှလည်းပို့ပြီးတော့လူနိုင်တာပေါ့နော်ဟုတ်ကဲ့ပါရှင်ဒီလိုနေ့ပြောမှလူရယ်ဆိုရင်နှစ်တိုင်းနှစ်တိုင်းလူနိုင်တယ်ဒါဟုတ်တယ်ဟုတ်တယ် ဟုတ်ကဲ့ဒါပြောပြပါဦးဟုတ်တယ်နစ္စန်တရနေ့စားဒါနှစ်ဦးမှလူရဲအလူဆိုရင်ဒါအရန်သဘောကျတာဗာလေးပဲလူလူဒီနေ့ဒီအချိန်မှာပတ်စံဝင်နေဆိုတော့ဒါတစ်နှစ်ပတ်လုံးဝင်နေဆိုတော့အတိတ်နမိတ်လေးပေါ့နော်ဒီလိုအချိန်မှာဒီလိုလူတဲ့အတွက်ကြောင့်တစ်နှစ်ပတ်လုံးမှတော့အလူတွေနဲ့လူမယ်လို့လည်းကြီးမန်းတာတယ်အဲ့လိုမျိုးလေးပေါ့ပျော်ပါတယ်ဒီနေ့လှူရတာလေးပီတိလေးဖြစ်တယ်ဒါပိုတဲ့ပိုလှူတဲ့လူလေးကိုပေါ့နော်အဲ့လိုမျိုးလူမျိုးမကြီးဘာသာမကြီးလာပြီးတော့ ယူကြတယ်ဟိုတုံးဆောင်ကြတယ်ဆိုတော့အရန်ပီတိဖြစ်ပါတယ်ဒီလိုချိန်မှာဗာပဲပြောပြောရှားပါနေကြတာလေရှားပါနေတဲ့ချိန်မှာလှူတဲ့လူကလည်းပီတိဖြစ်တယ်လို့လှူခံတဲ့လူရှိမှလည်းလှူတဲ့လူကလှူလို့ရတာလေအဲ့လိုဟိုပေါ်ပေါ်များများကိုကလည်းလှူတယ်လှူတဲ့အတွက်ကြောင့်လူခံပုံပုံတွေလည်းလာတယ်ပေါ့နော်အဲ့ဒီအတွက်ပီတိအရန်ဖြစ်ပါတယ်ပြီးတော့နှစ်ဦးလှူလေးဆိုတော့ကြောင့်ပိုပီတိဖြစ်ပါတယ်ဟုတ်မအားတို့ဒီမေတ္တာရေး group ဆိုမအဖွဲ့ဖွဲ့ထားတာ38ချိန်မြောက်ရှိသွားပြီပေါ့နော်ဦးမေတ္တာဖွဲ့လွန်ပြီးတော့6လအကြာမှာဒီအဖွဲ့လေးကိုဖွဲ့လိုက်တာပေါ့နော်38ချိန်မြောက်လှူလေးပါလစဉ်လာတဲ့လှူလေးပါဝင်တဲ့အတွက်ကြောင့်အမရဲ့တငယ်ချင်းတွေ နဲ့တကယ်ကျေးဇူးတင်ပါတယ်အဲ့လိုလေလူလာလာစင်လာတိုင်းလူလာတလားတစ်ချိန်ပေါ့မကဟိုဟာပေါ့လာကုန်တာနဲ့ဘယ်နေရာမှာလူမဲဆိုပြီးတော့မအကုန်လုံးစာပို့တယ်လိုင်းပေါ်မှာလည်းကျင်ညာတယ်ကျင်ညာတယ်ဆိုလို့ရှိရင်တရက်နေ့ရနေ10ရက်နေ့အတွင်းသူတို့ကမဟိုကေပေးဒါမှမဟုတ်ကိုယ်တိုင်လာပြီးတော့လွှဲကြတယ်လွှဲပြီးမ10ရက်နေ့ရနေ20ရက်နေ့အတွင်းကို မတူတဲ့နေရာလေးတွေလှူတာပေါ့အဲ့လိုမျိုးလေးတွေ့တယ်ပီတိဖြစ်တာပေါ့မလှူတဲ့နေရာမတူတဲ့နေရာလေးတွေလှူတော့ဟာပါပေါ့သတိရတာပေါ့ဦးမြတ်တာကိုဒါအမြဲတမ်းဒီလိုလှူလှူမှမဟုတ်ဘူးအမြဲတမ်းဘာလေးလှူလှူအမနာမည်မတက်ဘူးဦးမြတ်တာကိုရည်စူးပြီးပဲလှူတာဘာဖြစ်လို့လဲဆိုတော့ဦးမြတ်တာအတွက်ဦးမြတ်တာအကြောင်းအမဒီလိုလေးနေနိုင်တာဒီလိုလေးလှူနိုင်တာအဲ့အတွက်ကြောင့်ဦးမြတ်တာရဲ့ကျေးဇူးကိုဘယ်တော့မှမမေ့ပါဘူးဦးမြတ်တာရှိတဲ့ဆိုရင်ဒီလိုကြံရက်တွေဆိုလို့ရှိရင်နေ့တိုင်းပေါ့နော်အမတို့ဒီစံကြောင်းမှာနေ့တိုင်းအလှူလှုပ်တယ်အင်းနာချင်းတွေအလှူလှုပ်တယ်ဒီလိုနေ့စံတရက်နေ့ဆိုလဲအလှူလှုပ်နေကြအရန်တတိရတယ်ဦးမြတ်တာကဘာပဲပြော ော့သူကကြံမှာပို့ပြီးတော့နာမည်ကြီးခဲ့တယ်သူတို့ကြောင့်သူ့ကိုတတိယပါတယ်သူ့ကိုတတိယရတဲ့ကြောင့်သူမေတ္တာရဲ့မေတ္တာရဲ့အောက်မှာအများရနေမယ်ဆိုတော့ရည်ရချက်လေးနဲ့မေတ္တာရဲ့ group ဆိုပြီးအဖွဲ့လေးဖွဲ့ပြီးအလှလေးလှုပ်ပြနေတာပါဟုတ်လက်မိုးနေတာပေါ့ဘာပဲပြောပြောမမတို့တခုခုလုပ်မယ်ဆိုရင်ဒါဥပ္ပတာရဲ့ဇနီးဆိုတဲ့အတွက်ကြောင့်ဟိုဘာပဲပြောပြောစင်ကျင်ရတယ်ကိုယ့်လူတွေကဟိုကြည့်နေတာလေဘာပဲပြောပြောဥပ္ပတာကကောင်းတာတွေလုပ်ခဲ့တဲ့လူတို့အတွက်ကြောင့်သူနာမည်မပြအောင်မမတို့အများရန်ပြသစုလေးကနေပေးရတယ်ဟုတ် ဟိုခက်ခဲနေတဲ့အချိန်ပျောက်ထွက်နေတဲ့အချိန်ဆိုပို့သတိရတယ်တခါတလေဟိုခကြီးတွေပါတွေသွားတယ်ဆိုလို့ရှိရင်အိမ်မှာဟိုကရော့ဝါတယ်ပေါ့နော်ဦးမီးဘဲသွားအောင်မဲပကိုးလေးသွားတာဖြစ်ဖြစ်ပေါ့နော်အဲ့လိုလေးကရော့ဝါတာတွေရှိတယ်ဥမီတာမရှိတော့ဟိုတခါလေးကြာရင်ဟိုတိုင်မြင်ရမယ့်လူမရှိဘူးကိုခကြီးသွားပြီးပြန်လာချိန်တောင်မှကြုံမဲ့လူမရှိဘူးပေါ့နော်အဲ့လိုလေးဖြစ်နေတော့ခါလေးစိတ်မကောင်းဖြစ်ပါတယ်ဟုတ်ဟာပေါ့မြန်မာပြည်သူပြည်သားတွေပေါ့နော်ဒီလိုအခုချိန်ထိငလင်ရလဲမပြီးသေးဘူးပေါ့နော် လာနေတဲ့ဒါပေမဲ့ဘာပဲပြောပြောဘာသာတရားကို တိုင်းဆိုင်ကြပါဘာသာတရားကိုမမေ့ပါနဲ့ဘာကပ်ဘေးအနေရပေါင်းလာလာပေါ့နော်ဟိုကြုံရတဲ့ဘေးတွေအကုန်လုံးပေါ့အနေရကင်းပြေးရှင်းကြပါစီလို့ဆုတောင်းပါတယ်ဟုတ်ဟုတ်